မယူရောင်းချလိုက်တဲ့ဘဲကန်ကိုသမားကအန်ဖီကွင်းမှာလေဘာဝုတ်ကိုကိုပြက်အနာယူခဲ့ဒီဘက်ချန်ပီယံလိပွဲစဉ်ဒီမှာဘောလုံးပရိသတ်တွေအတွက်အားသင့်စရာရတဲ့ဒီထွက်ပေါ်လာခဲ့ပါတယ်ဒီထဲမှာအားလုံးကိုဟာကနဲ့ဖြစ်သွားစေခဲ့တာကတော့လေဘာဝုတ်နဲ့ BSB တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်နယ်လန်ကလပ် BSB အသင်းကလေဘောက်အသင်းကိုတိုင်းတစ်ခုလိုမှကြော်လာတဲ့သူတို့ရဲ့ MFQ မှာ4-1ရလဒ်နဲ့နိုင်ကစားပြခဲ့တာဖြစ်ပါတယ်။ဒီဘက်မှာ United ပြိတ္တတွေအတွက်အားအသင်းစရာကောင်းတာကအသင်းကနေရောင်းချလိုက်တဲ့ဘေကန်ကိုသမားကဒီနိုင်ပွဲမှာ BSB အတွက်အဓိကနေရာကနေပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီဘက်မှာ United ကိုတမဟောင်း Mascova ကရှစ်ကြိမ်တိုင်တိုင်ကာကွယ်မှုပြုလုပ်ခဲ့ပြီးတော့အမြင့်ခုံဖမ်းယူမှု၂ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲဒီကမှ၅ကြိမ်ကို၆ကိုက်စီအတွင်းကနေအနီးကပ်ကာကွယ်ခဲ့တာဖြစ်ပြီးတော့ဒိုင်မင်ထိုးကာကွယ်မှုလည်း၃ကြိမ်ပြုလုပ်ခဲ့ပါတယ်။နံပါတ်ကြီးပေါ်လုံး data software ဖြစ်တဲ့ Fullmog ကတော့ကိုပါကိုဇွမ်းဆောင်ရေးတက်မှတ်ချက် player rating 10မှာ80ပေးထားတာတွေ့ရပါတယ်။ဒီ၃၅နှစ်ရွယ်ကစားမဟာ၂၀၂၀ကနေ၂၀၂၃ခုနှစ်ထိ၃နှစ်တိုင်တိုင် United မှာကစားခဲ့ပေမဲ့ Premier League တပွဲမှာကစားခွင့်မရရှိခဲ့ပါဘူး။ အဲနောက်အဲရတဟလက်ထက်မှာတော့အိုနာနာကိုခေါ်ယူဖို့ဆိုပြီးတော့ဂိုလီပါကိုလေဘာကူစင်ထံရောင်းချခဲ့ပါတယ်